ညမာလေးနဲ့မာတဲ့။ဘာကြောင့်မာတာလဲဆိုတော့မိန်းကလေးတယောက်တည်းကိုအခုလိုလူပြက်လက်တဲ့ဖခင်ကျောင်းသားလေးလေးယောက်နဲ့တိုက်ပါပြအကြောင်းဝင်မရှိညမာလူမျိုးတွေကဒီလိုကိစ္စရင်းနဲ့ပတ်သက်ပြီးတော့သူတို့ကဖိနီယူတွေနဲ့ပဲတန်တာ။ပါကြောင့်လဲဆိုတော့တရင်တစ်ခုရဲ့လို့တိတိကျကျပြောလာပြီဆိုရင်ရှားလေးကနေမယုံသင်တာနဲ့လိုက်ပြီးတော့အလိမ့်ကြတယ် ဒီရက်ဖြစ်စင်ပါဆိုရင်ကျွန်တော်အသေးစိတ်အစအဆုံးပြောပြမယ်နော်မြမဖြစ်သူက great တန်းမှာတက်နေတာ great တွဲကကောင်လေးနဲ့ချစ်သူဖြစ်တာအချိန်မှာဒီကောင်လေးကသူ့ရဲ့မွေးနေ့ရှိလို့ပါဆိုပြီးတော့ great တန်းကကောင်မလေးကိုသွားတာခေါ်သွားတဲ့အချိန်မှာသူ့ရဲ့တငယ်ချင်းတွေလည်းပါမယ်ပေါ့တောက်ကြစားကြမယ်ဆိုပြီးတော့တောက်စရာစားစရာတွေနဲ့ရမှာဝိုင်းပြီးစားကြတောက်ကြတာပေါ့ စားစားတောက်ကြမူးယုံနေတော့ဒီလိုမျိုးကိစ္စဖြစ်ဖို့ဆိုတာမဟုတ်ပါဘူးကပါမယ်လို့ထင်တယ်ဆိုတော့အဲ့ဒီမှာကောင်းလေးရအရင်ဆက်ဆံမှာပေါ့အဲ့တော့ဘေးရလူတွေကတက်တီချုပ်ခြေလေးချုပ်ပါးစပ်ပိတ်နဲ့လောက်ကြမှာပေါ့အဲ့လိုကနေနောက်ဆုံးကြတော့ဘာဖြစ်လဲဆိုတော့ကမာလေးရဲ့လေဘင်းတွေပါးစပ်တွေပိတ်ထားတော့ပြီးလက်သွားမှာပေါ့အဲ့ဒီတတိလက်တဲ့အချိန်ကမှဒီကလေး၄ယောက်က ထပ်ပြေးသွားတာအမှန်တော့သူတို့တေးပြီလို့ထင်ပြီးကြောက်ပြီးထပ်ပြေးတာဖြစ်မှာပေါ့ဒီလိုအနေမှာကလေးမလေးသတိလဲလာတော့ခင်ဗျာအနီနာလူတွေကိုညီတောင်းပြီးတော့ဒီကိစ္စပြဿနာကြီးသွားတာမကြီးတဲ့အချိန်မှာအကြောင်းကြီးရတော့ဒီကိစ္စပိုပြီးမကြီးအောင်လို့ဖြစ်မှာပေါ့ကောင်မလေးကိုပတ်စံ3900နဲ့ညှိပေးတယ်လို့ပြောတယ်ပါပဲပြပြဒီပတ်စံ3900ကိုလက်ခံလိုက်ပြီဆိုရင်တော့ဒီမူကဒီမှာလည်းပြီးတော့မှာပေါ့ ်တစ်ခုကတော့လက်ခံလိမ့်မယ်လို့ထင်တယ်။နံပါတ်၁ချက်ကခေတ်ကာလရငွေရေးစည်းဝေးရမလွယ်ဘူး။နံပါတ်၂ချက်ကမိဘတွေကအဆင်ရရှိရလို့ဆိုရင်တော့တရားဥပဒေပေါင်းနဲ့ကြွားလိုက်မယ်။ထို့တဲ့ရင်နဲ့မိဘတွေဆိုရင်တော့ငွေလမ်းကိုပဲရွှေ့လိမ့်မယ်လို့ယုံကြည်တယ်။အဲဒါကြောင့်ဒီမှုကတော်တော်လေးကိုရှုပ်ခွေးနိုင်တယ်။ဘာဆက်ဖြစ်မလဲဆိုတာကတော့ မှန်ကန်တဲ့သတင်းတစ်ခုအားပဲစောင့်ကြည့်ရမှာပေါ့ပြီးတော့မှားတာတော့ဒီညမာလေးနဲ့မှားတယ်ဘာကြောင့်မှားတာလဲဆိုတော့မိန်းကလေးတယောက်တည်းကိုအခုလိုလူပြက်လက်တဲ့ဖခင်ကျောင်းချလေးလေးယောက်နဲ့တိုက်သွားပြန်အเจ้าဝန်မရှိဒါလေးယောက်နဲ့ဖြစ်သွားတာနော်တချို့တွေဆိုရင်တယောက်တည်းတော့နေကြီးတယ်မှာအခက်မတင်လို့ချောင်းရိုက်တာစိတ်ဝင်စားတဲ့လူတွေကဗီဒီယိုချောင်းရိုက်ပြီးတော့ကြောင်းစားတာရှိသေးတယ် ကျောင်းလူကျောင်းသားတွေတော်တော်မလွယ်တော့တာခေကာလာဖြစ်စည်းနေတယ်။ပြီးတော့မျိုးတို့အနေနဲ့ကကုသသမီးတွေကိုအောင်တိုင်းတာအခုကိုဆိုဆရာဆရာမတွေပဲအောင်တည့်နေလို့မရအောင်ဆရာဆရာမတွေကိုမှနဗံမြန်မချင်းရင်ကန်ကောင်းခေကာလာသာသမီးတွေရအဲ့ဒါလေးပဲကျွန်တော်ပြောချင်ပါတယ်။နောက်ထပ်ပါမဟုတ်တဲ့မန်းနေလာမန်းမြလူတွေအကုန်လုံးကိုကျွန်တော်ဘလော့ပါမယ်နော်။